မင်္ဂလာပါရှင်။ဘာမှခေတ္တတရင်ဌာနရင်ထိတ်တန်းတရင်များကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့မြမစစ်တိတ်အယောင်ပြရွေးကောက်ပွဲကိုရှုံချရန်မြမအရေးအထူးကိုယ်စားလှယ်ခန့်အပ်ရန်နှင့်မြမပြည်သူများ၏ဒီမိုကရေစီလှုပ်ရှားမှုများကိုပံ့ပိုးရန်အမေရိကန်လွှတ်တော်အမတ်လေးဦးကသမရထရန့်အစိုးရထံသို့တောင်းဆိုလိုက်တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာစစ်တပ်ရွေးကောက်ပွဲကိုရှုံချရန်မြန်မာအရေးအတွက်အမေရိကန်အထူးကိုယ်စားလှယ်ခန့်အပ်ရန်နှင့် မြန်မာဒီမိုကရေစီလှုပ်ရှားမှုကိုပံ့ပိုးရန်အမေရိကန်လွှတ်တော်အမတ်လေးဦးကသမရထရက်အစိုးရထံသို့တောင်းဆိုလိုက်ပါတယ်။နိုဝင်ဘာလ20ရက်နေ့အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာအရှိအာရှနိုင်ဖက်စီဘိတ်ဆက်ကော်မတီ၏အစင်းမြင့်အဖွဲ့ဝင် ranking member နှင့်ဥက္ကဋ္ဌများဖြစ်ကြသောလွှတ်တော်အမတ်ဒေါက်တာဒေါက်တာအမီဗီရာဒီမိုကရက်ကယ်လီဖိုးနီးယားလွှတ်တော်အမတ်ရှောင်းကင်း Republican California တောင်အာရှနှင့်အလယ်အာရှဆက်ကော်မတီ၏အစိမ့်အဖွဲ့ဝင်နှင့်ဥက္ကဋ္ဌများဖြစ်ကြသောလွှတ်တော်ကိုယ်စားလှယ်စီဒနီကမ်ဘလဂါဒဲလ်ဒီမိုကရက်ကယ်လီဖိုးနီးယားနှင့်လွှတ်တော်အမတ်ဗရယ်ဟိုက်ဇီဂန်ရီပပ်ဘလစ်ကန်မီရှီဂန်တို့ကနိုဝင်ဘာလ19ရက်နေ့မြန်မာအရေးအကျပ်တဲနှင့်ပတ်သက်သည့်ပူရဲဆက်ကော်မတီကြားနာပွဲပြီးထို့သောအမေရိကန်အစိုးရထံသို့ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ကြခြင်းဖြစ်ပါသည် နေ့ကပြုလုပ်ခဲ့တဲ့နှစ်ပါတီပူးထွေးကြားနာပွဲဟာလွှတ်တော်အမတ်တွေအနေနဲ့မြန်မာပြည်သူတွေရဲ့လွတ်လပ်ရေးနဲ့ဒီမိုကရေစီအတွက်ယုံကန့်ကြိုးပမ်းမှုကိုထောက်ခံအားပေးရမှာစီးလုံးညီညွတ်ကြကြောင်းပြသလိုက်ပါတယ်ဟုအမေရိကန်လွှတ်တော်အမတ်များကပြောဆိုပါတယ်မြန်မာနိုင်ငံတွင်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအမေရိကန်အစိုးရကရှုံချရက်နဲ့အမေရိကန်အစိုးရ၏မြန်မာအရေးအထူးကိုစလေခန့်အပ်ရေးကိုလည်းလွှတ်တော်အမတ်များကတောင်းဆိုလိုက်ကြပါတယ်မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းပြီးဒီမိုကရေစီကျတဲ့အနာဂတ်ကိုပံ့ပိုးကူညီနိုင်ဖို့ အာနာသိန်းအဖွဲ့ရဲ့လာမယ့်အယောင်ဖြားရွေးကောက်ပွဲတွေကိုအများပြည်သူရှေ့မောက်မှာရှုံချဖို့နဲ့အချက်တဲခုကင်တွယ်ဖြည့်ရှင်းရမှာအမေရိကန်ရဲ့ဂျိုးပန်အာထုံမှုတွေကိုဥဆောင်ဖို့အတွက်မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့မူဝါဒညှိနှိုင်းရေးမှုတအုပ်ကိုခန့်အပ်ဖို့အတွက်ကျွန်တော်တို့ဟာအစိုးရအဖွဲ့ကိုတိုက်တွန်းလိုပါတယ်ဟုလွှတ်တော်အမတ်ကပူရဲကြေညာချက်တွင်တောင်းဆိုထားပါတယ်။ရိုဟင်ဂျာရေးနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အတူအခြားနိုင်ငံများပူးပေါင်းဆောင်ရွက်ကြရန်ဒီမိုကရေစီရေးအတွက်ရုန်းကန်နေရသောမြန်မာပြည်သူများအားလုံးနှင့်အတူ အမေရိကန်ကရက်တီချောင်းလွှတ်တော်အမတ်များ၏ပူရွက်ကြေညာချက်တွင်ဖော်ပြထားပါသည်နိုင်ငံတကာအတိုင်ဝန်အနေနဲ့လည်းမြန်မာနိုင်ငံရှိလူမျိုးတုံးသက်ပြတ်မှုနှင့်ပြည်တွင်းစစ်ကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခသည်အရေးအခင်အပေါ်တုံ့ပြန်မှုများကိုရေရှည်တည်တံ့စေဖို့နှင့်ပုံမိုတိုးတက်ကောင်းမွန်စေဖို့ရိုဟင်ဂျာတွေကိုကြီးပြူစွာလက်ခံထားတဲ့ဘင်္ဂလားဒေ့ရှ်နဲ့အခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီးလှုပ်ဆောင်ရပါမယ်လွတ်လပ်မှုဂုံတိတ်ခါနဲ့ဒီမိုကရေစီအနာဂတ်ကိုရှာဖွေနေတဲ့မြန်မာပြည်သူအလုံးနဲ့အမေရိကန်ဟာဆက်လက်ယက်တီသွားရပါမယ်ဟု လွှတ်တော်အမတ်လေးဦး၏ကြေညာချက်တွင်ရေးသားထားပါသည်။ဆက်လက်ပြီးစကိုင်းတိုင်းအတွင်းစစ်စင်ရေးရှုံးနိမ့်မှုများအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်မျိုးမင်းထွေးကိုစစ်တပ်က ခေါ်ယူမင်းမြန်စစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။စကိုင်းတိုင်းအတွင်းစစ်စင်ရေးရှုံးနိမ့်မှုများအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်မျိုးမင်းထွေးကိုစစ်တပ်ကခေါ်ယူမင်းမြန်စစ်ဆေးနေကြောင်းစစ်ဘက်သတင်းရင်းမြစ်နှင့် CDN ပို့ကြီးစင်ရောက်ကပြောဆိုပါသည်။ စက်တင်ဘာလ20ရက်နေ့စကိုင်းတိုင်းပမောက်မြို့ကိုဒေါ်လာရေးတက်များကသိမ်းပိုက်သွားခြင်းစကိုင်းတိုင်းအတွင်ထိုးစစ်ဆီနေသောစစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရပြီးချင်းမုံခန့်ရခြင်းအပါအဝင်စစ်စင်ရေရှုံးနှိမ်မှုများကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှပုံမှုချုပ်မျိုးမြင့်တွေကိုစစ်တပ်ကခေါ်ယူမေးမြန်းစုံစမ်းစစ်ဆေးမှုများလှောက်ဆောင်နေကြောင်းတို့ရတွင်စစ်တပ်ကဘုံမှုချုပ်မျိုးမြင့်တွေကိုအဂတိမှုဖြင့်ဖမ်းဆီးစစ်ဆေးနေသည့်သို့သောသတင်းများကိုလည်းစစ်တပ်ကကိုယ်တိုင်ဖြန့်လျက်ရှိကြောင်းသိရပါသည် ကံဘလူမှာစစ်ကြောင်းလိုက်ပြုတ်ပြီးစစ်ရှုံးခဲ့တဲ့ကိစ္စတွေဗမောက်ကိုမထင်မဖဲနဲ့လက်လွတ်လိုက်ရတာအဲ့ဒီလိုအမှုမျိုးတွေဒေါ်လာရေးအင်အားစုနဲ့ဆက်နွယ်တဲ့အမှုကြောင့်သာဒီလိုမျိုးစစ်ဆေးနေတဲ့အနေအထားမျိုးဖြစ်မယ်အဂတိမူလောင်နဲ့အရေးယူခံရနိုင်ပွဲမရှိဘူးဒါကကြားကောင်းအောင်ခေါင်းစဉ်တက်လိုက်တာဖြစ်မယ်။သူကရန်သူနဲ့ပတ်သက်တယ်ဆိုတဲ့အမှုမျိုးနဲ့သာအရေးယူခံရတဲ့အနေအထားမျိုးလို့သုံးသပ်ရပါတယ်။အရေးယူမယ်ဆိုရင်တော့တေချာပေါက်ပုံမှန်33တရှိုးမှုနဲ့ပဲအစွဲခံရဖို့များတယ်။ပုံမှန်33ဆိုတာကတည်တံပဲ ရှန်သူနဲ့ပတ်သက်ပြီးတရှို့လုတ်တဲ့အမှုပုံဒီအမှုနဲ့ပဲဖြစ်ဖို့များလောက်မင်းအဂရီမှုနဲ့ဆိုရင်တော့အကုန်လုံးပဲပုံမှန်33တရှို့မှုပုံမှန်36စစ်ပုံကံမှုဒါရီနဲ့ပဲဆွဲမဲ့အနေထားမျိုးပါဟုစီဒီအဘူကြီးစင်ရော်ကပြောပါတယ် စစ်ပတ်တရင်ရေးမြစ်ကမှုအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေကိုနိုဝင်ဘာလ10ရက်နေ့ဥပိုင်အမြောင်းငွေများတွဲပြောင်းပေးအပ်ပွဲခန်းနာတွင်နောက်ဆုံးတွေ့မြင်ရပြီးရင်းနောက်ပိုင်းဒူမြင်ကွင်းမှပျောက်ကွယ်ပြီးအခမ်းအနားများတွင်လုံးဝမတွေ့ရတော့ကြောင်းတိုင်းမှုနေရာအပြောင်းအလဲဖြစ်သည်ဟုမသိရသေးပေလက်ရှိတိုင်းမှုများမှပျောက်ဆုံးနေကြောင်းပြောဆိုပါရယ်တိုင်းမှုအသေးရောက်လာတာလည်းမတွေ့ရသေးဘူးလရှိနာမခတိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေလေလူမြင်ကွင်းမှာမတွေ့ရတော့ဘူးဟုစစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါတယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်မှူးချုပ်မျိုးမင်းထွေးသည်အလုတ်တင်ဖို့တင်တဲ့ဒေသ26မှာဖြစ်ပြီးတမ17လောက်ကင်ဒေသကိုကဲမှုစစ်ဌာနချုပ်ကြောင်မဲအမတ်၁စစ်စင်ရေးကိုကဲမှုစစ်ဌာနချုပ်တို့တွင်တမမူတာဝန်ယူခဲ့ပါတယ်။2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကိုကက် MNDAA နှင့်ပူးပေါင်းတံများကအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခရှိသည့်လာရှုကိုတင်စဉ်တိုင်းမှုဗိုလ်ချုပ်စိုးတင် တိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်တန့်ထင်ဆိုလိုနဲ့အတူဗိုလ်မှူးချုပ်မျိုးမင်းထွေးကလည်းကိုကက် MMDAA ထံတွင် လက်နက်ချအညံခံခဲ့ပါတယ်။2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့လာရှိုးတိုက်ပွဲတွင်လက်နက်ချအညံခံခဲ့သည့်ဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုမင်းအောင်လိုင်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်ခန့်အပ်ခဲ့ပါတယ်။အဘကချစ်သူကိုဘာလို့မှလဲ။မအလကိုရိုဟင်ဂျာအရေးဘေကဖန်ဝရန်ထုတ်တယ်။ဘာညာပြောပေမယ့်နေပြည်တော်မှာရိုဟင်ဂျာကိစ္စဘာအစည်းအဝေးမှမလုပ်ပါ။စီးပွားရေးပိတ်ဆို့တယ်ဘာညာကြီးညာလဲ။ နေပြီးတော့မှဘာအစည်းအဝေးမှမလုပ်ပါဒါပေမဲ့ယခုရက်ပိုင်းအမေရိကန်ကကြားဖြတ်နေနေဖို့ထားလို့ရမှာတော့အစည်းအဝေးတွေကဇက်တိုက်ဇက်တိုက်ဖြစ်နေပါပြီအဘကိုတိုင်းဖတ်အန်စင်းတာနိုင်ငံသားရေးဝန်ကြီးကိုတန်တမန်တွေဆင့်ခေါ်ပြီးသူတို့မလုပ်ဘဲကြားဖြတ်တွေကသူ့ဖာသာ KNU ကိုကက်ဝမိုင်းလာတွေနဲ့ပေါင်ပြီးလုံနေကြအလင်းအမြန်ရှင်းပြတာကလည်းရိုဟင်ဂျာကိစ္စထက်အလီထားပြီးပြဿနာဖြစ်နိုင်ခြေရှိတယ်ဆိုတာကိုအတိအမှတ်ပြုတဲ့သဘောပေါက်ဒီကိစ္စကယခုအချိန်မှလူတီများလာပြီးမယ်ဒေါ်နယ်ထရန့်တက်ပြီးနောက်မှာမအားလောက်ကိုဒီကိစ္စရှင်းဖို့ ဘိန်းကိစ္စရှင်းဖို့ဆေးပြကိစ္စရှင်းဖို့မူဆလင်အကြံဖတ်လက်နက်ကိုက်တွေကိုအရေးတကြီးဓာတုလက်နက်တွေမထောက်ပံ့ဖို့ပြောထားတာရှိပါတယ်။မအလကစောချစ်သူရဲ့တက်တွေအကူအညီနဲ့ကရင်ကနေတွေကိုပြန်သိမ်းဖို့မြဝရီကိုအလုံးစုံထိန်းချုပ်ဖို့အရင်လုပ်ပြီးမှစောချစ်သူတို့နဲ့ကိစ္စရှင်းဖို့ထားထားလို့ပါ။ယခုအချိန်မှာမအလကိုဘာတွေတင်ပြထားလဲ။မအလကိုတင်ပြထားတာတွေထဲမှာပထမဆုံးကစောချစ်သူနဲ့ကြားဖြတ်နာမည်ကြီးပါဝင်သူလက်နက်ကိုက်ထိပ်ပိုင်းခေါင်းဆောင်တွေကိုဖမ်းပြီးတရားစွဲတရားစီရင်ပြဖို့ပါ။ ဒါပေမဲ့ဒီလိုလှုပ်ခတ်ရင်ပြဿနာကစောချစ်သူရဲ့အောက်က BGF တွေက KNL နဲ့ပူးပေါင်းနိုင်လို့ဒါဆိုရင်ဘလို့ကင်တွေရမလဲဆိုတာကိုနောက်ဆက်တွဲစာတမ်းမှာအသေးစိတ်မဖော်ပြနိုင်ပေရှိနေပါတယ်။ဒုတိယစီမံကစောချစ်သူကိုထိုင်းနိုင်ငံထဲမှာအဖမ်းခံရအောင်ကြိုးစားဖို့ပါ။စောချစ်သူတင်မဟုတ်ပဲကြားဖြတ်တဲ့နာမည်ကြီးတဲ့အခြား BGF DKBA ကလက်နက်ကင်ကောင်းဆောင်တွေပတ်သက်သူတွေကိုအဖမ်းခံရအောင်ထိုင်းဆိုရနဲ့ပူးပေါင်းဆောင်ရွက်ဖို့ပါ။ဒါဆိုရင်ထိုင်းကဖမ်းသွားတာဖြစ်လို့ BGF တွေကိုအခြားကောင်းဆောင်ပြောင်းလိုက်လို့ရှိရင်အဆင်ပြေသွားနိုင်ပါတယ်။ဒါပေမဲ့ဒီအစီအစဉ်မှာအားနည်းချက်ကစောချစ်သူနဲ့အခြားဖန်ခံရတဲ့ BGF, DKBA ကောင်းဆောင်တွေကသူတို့တင်လို့တာမဟုတ်ပဲအခြားမအားလတက်သေးကကောင်းဆောင်တွေကြက်ဖို့ကကောင်းဆောင်တွေနာမည်ပါဆွဲထည့်ရင်ကမ္ဘာမီဒီယာမှာနာမည်ပြတ်နိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်ရနိုင်တယ်လို့ဆိုပါတယ်။တတိယရွေးချယ်စရာအနေနဲ့ထောက်ခံတင်ပြထားတဲ့အချက်ကတော့စောချစ်သူနဲ့တခြားကြားဖြတ်နဲ့ပတ်သက်တဲ့ BGF, DKBA ကောင်းဆောင်တွေကို ဘသူကလုံမမသိပဲစာရဖာကလှုပ်ကြံလိုက်ဖို့ပါဒါဆိုရင်ကြံခဲ့တဲ့ VGN DGPA ကဗတ်ပြောင်းဖို့နေတယ်လို့ထိုသူတွေကိုလည်းနှုတ်ပိတ်နိုင်မယ်ဆိုတာပါဒီအချက်တွေကိုစာရဖာယုံကမအားလထံတင်ပြထားပြီးရွေးကောက်ပွဲအပြီးမအားလအမိန့်ကြတာနဲ့လှုပ်ရှားမှာပါရွေးကောက်ပွဲကိုစောင်းတာကရွေးကောက်ပွဲမတိုင်ခင်သွားချမ်းရင် VGF နဲ့ DGPA ကရွေးကောက်ပွဲဖြတ်မှာဆိုလိုပါယခုဖော်ပြထားတဲ့ကြားဖြတ်နဲ့ပတ်သက်တဲ့အစောချစ်သူနဲ့အခြား BGF ကထိပ်ပိုင်းခေါင်းဆောင်တွေဟာမအားလထံအဖမ်းခံရတာ ထိုင်းရဲထံအဖမ်းခံရတာနဲ့ရှင်းလင်းချင်းခံရတာဆိုတဲ့နီလန်သုံးခုတည်းကဘယ်ဟာရွေရွေကောင်းတာမတွေ့ရပါမအလာအတွက်ကသူမနေနေရင်အမေရိကန်က NUG PDF ကိုလက်နက်ပေးနိုင်လို့သူစစ်ရှုံးဖို့ပုံများသွားမှာပါပြည်သူလူထုအားလုံးကတော့မိမိတက်ကိုအခွင့်တရရင်စီးရီးယားမှလိုမျိုးတော်အထိတက်တိုက်နိုင်အောင် NUG PDF ကိုထောက်ပံ့ပေးထားတာပါ NUG ကလည်း NGO လိုမတွေးမိပါစေနဲ့ဒါဆိုရင်နိုင်မှာပါ